မြန်မာနိုင်ငံကြီးအတွေးခေါ်အပိုင်းဆက်ခွန်ဖဆပလအစိုးရနဲ့တရားရေးဌာနရဲ့ဆက်ဆံရေးအကြောင်းဆရာမမောင်ကြီးရဲ့မြန်မာနိုင်ငံကြီးအတွေးခေါ်အပိုင်းဆက်ခွန်မှာဒီကနေ့တင်ပြပါမယ်။တရားဥပဒေစိုးမိုးရေးဟာဒီမိုကရေစီရှင်တန်ကြီးရဲ့အခြေခံဖြစ်တယ်လို့ဖဆပလအစိုးရကပြောလို့ရှိပေမဲ့တရားဥပဒေစိုးမိုးဖို့တရားဌာနကဘလောက်ထိလွတ်လွတ်လပ်လပ်လုပ်နိုင်လဲဆိုတာကိုခံမှန်းရခဲ့တယ်လို့ဆိုပါတယ်။တရားရေးဌာန လွတ်လပ်ရလားဆိုတဲ့ဆောင်းပါးကိုပုံနှိပ်ထုတ်ဝေတဲ့ New Times of Burma သတင်းစာကို1954ခုနှစ်မှာတရားရုံးကိုမထီမြက်မြင် ပြုမှုနဲ့ဒဏ်ငွေရိုက်ခဲ့ပါတယ်။တရားစီရင်ရေးမှာအစိုးရကတိုက်ရိုက်ဆွပတ်တာမျိုးမရှိသလောက်ဖြစ်ပေမဲ့တွေဝိုက်တဲ့နည်းနဲ့ဖိအားပေးတာမျိုးတွေတော့ရှိနိုင်ပါတယ်။နိုင်ငံကြီးမတည်မငြိမ်ဖြစ်နေတဲ့တိုင်းပြည်မျိုးတွေမှာအစိုးရဆွပတ်မှုနဲ့မကင်းနိုင်ပါဘူး။နေရုံတွေက တရားသူကြီးတဲ့ တရားရုံးချုပ်ကတရားသူကြီးတွေကပုံပြီးလွတ်လပ်ပါတယ်။ဒါပေမဲ့အစိုးရကိုကြောက်နေရတာနဲ့တရားရေးဌာနမှာတောင်းဝန်မကြည့်တာတွေအများကြီးရှိတယ်လို့တရားရုံးချုပ်တရားသူကြီးဟောင်းဦးအေးမောင်ကပြောပါတယ်။မမှန်ကန်ကန်လုပ်နိုင်သလားဆိုတာကိုမကြောက်ဝင်ရစစ်ဆေးဖို့လိုပေမဲ့လက်ရှိတရားဌာနဟာအစိုးရကိုကြောက်နေရလို့ဒီလိုလုပ်ရဲမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။ပါလီမန်အောက်လွှတ်တော်နဲ့အထက်လွှတ်တော်ပူးရဲကျင်းပါတဲ့အစည်းအဝေးမှာ တရားသူကြီးချုပ်တွေကိုခန့်အပ်တာကြောင့်အစိုးရကထောက်ခံတဲ့ဥပဒေပညာရှင်တွေသာတရားရုံးချုပ်ထိယာရုတက်နိုင်ပါတယ်။ဖာစာပါလာဘတ်တော်သားရှိနေချုပ်ကို1954ခုနှစ်မှာပူရဲလွတ်တော်ကမဲဆန္ဒပေးပြီးတရားရုံးချုပ်တရားသူကြီးဖြစ်ခန့်အပ်တာကိုကန့်ကွက်တဲ့အမတ်တဦးသာရှိပါတယ်။တရားရေးကိစ္စတွေမှာအစိုးရတိုက်ရိုက်ဝင်ရောက်ဆက်ဖက်ဖို့ကြိုးစားတာမျိုးတွေရှိနေပေမဲ့တက်တေထောက်ထားမတွေ့ရဘူးလို့လည်းတရားရုံးချုပ်တရားသူကြီးတဦးက ဆိုပါတယ်။ဖာစာပါလာမနှောက်ယှက်မှုကြောင့်တရားစီရင်ရေးမှာအခက်အခဲရှိနေတာတွေကို ထောက်ပြပါတယ်။ဓမြကိုဖာစာပါလာအဖွဲ့ဝင်က ကာကွယ်ပေးထားတဲ့အတွက်အမှုမစစ်နိုင်တာမျိုးတွေရှိပါတယ်။ဖာစာပါလာစစ်ဘိုလ်တူမောင်းတဲ့ကားကတိုက်မိလို့အတိုက်ခံပါတီဝင်တူတည်ဆုံသွားတဲ့အမှုမှာတတိမရှိလို့တရခံကိုလွတ်လိုက်ရပါတယ်။တရားရုံးတွေကဥပဒေတိုင်းမဟုတ်ပဲလွတ်ချင်ရင်လွတ်ဖမ်းချင်ရင်ဖမ်း ချင်းတို့လုပ်နေတာကြောင့်တရားရုံးတွေအချင်းပြတ်တာဟာဆိုရှယ်လစ်ပါတီကြောင့်ဖြစ်ရတယ်လို့ဆိုပါတယ်။မမှန်ကန်ကန်လုပ်တဲ့ဝန်ထမ်းတွေကိုဆိုရှယ်လစ်ပါတီကမကြိုက်ပါဘူး။ဆိုရှယ်လစ်ပါတီကမကြိုက်တဲ့တရားသူကြီးဟာနေပြောင်းခံရဖို့များပါလေ။မတော်ချင်းတဲ့နေရာကိုတွားရတာဟာအဖြစ်ပေးတဲ့သဘောမျိုးပါပဲ။ရေသူအမတ်တယောက်တင်ပြတဲ့တရားရေးဌာနရဲ့မတရားမှုတွေကိုအစိုးရကဂရုစိုက်ဖြေကြားတာမျိုးမလုပ်ပါဘူး။ အနာရပါတီဝင်ပါဝင်တဲ့အမှုတိုင်းမှာပြတ်တာစွာတရားမစည်ရင်နိုင်တာကိုပြည်ရေးဝန်ကြီးကခြေနှက်လောက်အောင်မရှင်းပြနိုင်ခဲ့ပါဘူး။ရုံမရောက်တဲ့အမှုတွေကလည်းအများကြီးပါ။ဆိုရှယ်လစ်ကိုဝေဖန်ရမှာနာမည်ကြီးတဲ့ဝန်ကြီးဟောင်းဦးတင်တော်ဟာ1948စက်တင်ဘာမှာလုတ်ကြံတက်ပြတ်တဲ့ကိစ္စဟာအခုထိလည်းလက်တယ်မပေါ်သေးပါဘူး။ဒီအမှုကို ဆိုရှယ်လစ်ပြည်ရေးဝန်ကြီးကအသေးချာစုံစမ်းစစ်ဆေးတာမျိုးမလုပ်ခဲ့လို့ နောင်လာနောက်သားတွေကဇိုချရက်လက်ချက်နဲ့ဥတင်တို့တည်ဆုံးရတာပဲလို့မှတ်ယူနေကြတာများပါတယ်1950ခုရောက်တော့အချိန်ကြီးနေငယ်ကောင်းမွန်လာပါလေအဲ့ဒီနှစ်မှာပဲပြူစောတိပြည်သူကောင်းဆောင်တူကိုအပြစ်တန်ပေးနိုင်ပါတယ်ဒါပေမဲ့ဖာစာပါလာကောင်းဆောင်တူအပြစ်တန်ခံရအောင်တက်တည်လိုက်တဲ့အမျိုးသမီးတူကတော့အစပြောက်သွားပါလေနိုင်ငံကြီးမတည်မငြိမ်ဖြစ်လို့တရားရေးမှာကမောက်ကမာဖြစ်နေရပါတယ် အကြောင်းမျိုးမျိုးကြောင့်တက်တီကိုရုံးမတင်နိုင်တဲ့အမှုတွေအများကြီးရှိပါတယ်။တက်တီမလိုက်နိုင်အောင် ချိန်ချောက်တာမျိုးတွေလည်းရှိပါတယ်။တက်တီမပြနိုင်လို့ကြန့်ကြာတဲ့အမှုတွေလည်းများပါတယ်။ကိုယ့်နဲ့အချုပ်ခံရသူကိုထောင်တန်းနှစ်ချတာမျိုးအမှုမစစ်ပဲ10နှစ်လောက်ချုပ်ထားတာမျိုးတွေလည်းရှိပါတယ်။တရားစီရင်ရေးမှာနောက်နေ့ကြန့်ကြာတာကိုတရားရေးဝန်ကြီးကိုယ်တိုင်ပါလီမန်လွှတ်တော်မှာဝန်ခံခဲ့ရပါတယ်။ ဝိုင်းရင်နိုင်ငံရေးသမားကြီးနှုတ်ဦးကိုလည်းဖာစာပါလာအစိုးရကနိုင်ငံတော်တစ္ဆာဖောက်ပြမှုနဲ့1954ခုနှစ်မှာဖမ်းဆီးလိုက်ပါတယ်။တစ္ဆာဖောက်မှုဖြစ်ပွားတာကကြာလပြီဖြစ်ပေမဲ့1954ရောက်မှအစိုးရကဖမ်းဆီးထောင်ချတာဖြစ်ပါတယ်။ဒါကြောင့်အပြစ်ရှိသူကိုလွတ်ချင်လဲလွတ်တယ်။အပြစ်ပေးချင်လဲပေးတယ်။တရားဥပဒေစိုးမိုးရေးမဟုတ်ပဲလူပုဂ္ဂိုလ်စိုးမိုးရေးစနစ်ဖြစ်နေတယ်။လူပုဂ္ဂိုလ်ကြီးစွတ်စနစ်မှာ တရားဥပဒေဆိုတာမရှိနိုင်ဘူး။ရာဇဝတ်မှုကျွလွန်ပေမဲ့အာဏာရှိသူကမကြည်မနက်ဖြစ်တော့မှအတိတ်ကကျွလွန်တဲ့အမှုနဲ့အပြစ်ပေးအရေးယူတယ်။ဒီမိုကရေစီစနစ်မှာအစိုးရဟာဘယ်အခန်းကပါဝင်ရမှန်းမသိဖြစ်နေတယ်လို့နေရှင်းသတင်းစာကရေးသားပါတယ်။ဖာစာပါလာအစိုးရဟာဒီမိုကရေစီနဲ့တရားဥပဒေစွန့်ဝေးသဘောကိုနားမလည်တဲ့အတွက်ဗမာမင်းခက်ကကျင့်သုံးခဲ့တဲ့လူပုဂ္ဂိုလ်အုပ်ချုပ်ရေးစနစ်ကိုမဆက်လွတ်နိုင်မဖြစ်နေတာပါ။ တရားဥပဒေမှာလူပုဂ္ဂိုလ်ကိုထည့်သွင်းစဉ်းစားတာမဟုတ်ပါဘူး။အမှုမှာထွက်ပေါ်လာတဲ့အချက်လက်တွေကိုကြည့်ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုဥပဒေတိုင်းအတိအကျလုပ်ရင်ဖာစာပါလာထောက်ကမ်းသူတွေကိုကူညီရမှာပူးလို့အစိုးရကယူဆပါတယ်။တရားဥပဒေတိုင်းလို့လို့ဖာစာပါလာအဖွဲ့ဝင်တွေ ထောင်ကြကုန်ရင်တစ်ဖွဲ့လုံးစိတ်သက်ကြကုန်မယ်လို့ခေါင်းဆောင်ပိုင်းကယူဆပုံရပါတယ်။မြန်မာပြည်မှာ နိုင်ငံရေးပါတီရဲ့ဝင်နာဟာပါတီလမ်းစဉ်နဲ့သဘောတရားကိုကြိုက်လို့မဟုတ်ဘဲပုံကိုရေးရအဆက်အသွယ်ရှိလို့ပါတီဝင်ဖြစ်လာတာများပါတယ်။ဒါကြောင့်ပါတီရဲ့မူဝါဒလမ်းစဉ်ကို သစ္စာရှိစရာမလိုဘဲပါတီခေါင်းဆောင်ကိုသာသစ္စာရှိဖို့လိုပါတယ်။စစ်မဖြစ်ခင်ကလည်းနိုင်ငံရေးခေါင်းဆောင်ကနိုင်ငံရေးပါတီကိုတည်ထောင်တာဖြစ်ပါတယ်။လူလက်ရေးရလာလို့ဖတ်စာပါလာဖွဲ့အာဏာရလာတော့လေအရင်တိုင်းပါပဲ။ခေါင်းဆောင်ကိုကိုယ်ွယ်စည်းကတ်တဲ့ နိုင်ငံရေးစနစ်ဖြစ်နေပါတယ်။ခေါင်းဆောင်ကနောက်လိုက်ကို အကောက်ကွယ်မပေးနိုင်ရင်တစ္ဆာရှိတဲ့ပါတီဝင်တွေနေပါတော့လိမ့်မယ်လို့တွက်ထားကြပါတယ်။အာဏာရနိုင်ငံတော်အစိုးရဖြစ်တဲ့ဖဆာပါလာနဲ့နိုင်ငံရေးပါတီဖြစ်တဲ့ဖဆာပါလာကို ခွဲခြားပြီးသိမြင်နိုင်စွမ်းမရှိကြပါဘူး။အစိုးရတာဝန်ဟာဗတ်မလိုက်ပေမျက်မျက်တတဆောင်ရွက်ဖို့ဖြစ်ပါတယ်။ပါတီဝင်တွေကိုကာကွယ်ဖို့မဟုတ်ဘူးဆိုတာကိုဖဆာပါလာအစိုးရဟာ တက်တန်းကုံကနီးမှသဘောပေါက်လာတယ်လို့ဆရာမောင်ကြီးကဆိုပါတယ်ခင်ဗျာ။